ဟုတ်ကဲ့အခုပေါ့နော်အဲကျွန်တော်တို့ဒီမှာဆိုရင်ပေါ့နော် coffee တောက်တဲ့ရင်ကျေးမှုကဒါဘယ်လိုလဲထုံးကားလာတယ်ပေါ့နော်အဲတော့ဒီမေကိုလေးကတော့ဒီကိုဝင်ဆောင်မေမေတွေကတဲ့ coffee တဲ့တောက်သုံးလုံးရပါတယ်လားဟုတ်ဟုတ်တယ်ဆရာကိုဝင်ဆောင်မေမေရာဆိုလို့ရှိရင်လေကော်ဖီကိုကိုဝင်ဆောင်မတိုင်နေတဲ့ဟိုက ခွင့်မေးပြီးတောက်ချတဲ့လူတွေရှိရတယ်နော်အဲ့တော့ကိုဝင်းစားအောင်မီဆိုလို့ရှိရင်မေမေရီယာဒီကော်ဖီကိုကိုအရင်တော့ဆိုးဆန်းနန်းတောက်ခဲ့တဲ့ကော်ဖီကိုဆက်ပြီးတောက်လို့ရတာတောက်လို့ရရင်လည်းတရက်ကိုအလွန်ကြိုဖြစ်မှာဆိုလို့ဘယ်တော့တောက်တဲ့လဲဆိုတော့သိကျင်ကြမှာပဲနော်အဲ့တော့အာကော်ဖီနဲ့ကိုဝင်ဆောင်နဲ့ပြောရလို့ရှိရင်အရင်ဆုံးကျမဒီကဖင်းဆိုတဲ့ကော်ဖီထဲမှာပါဝင်တဲ့ဓာတ်တမျိုးကြောင့်ပြီးတော့အရင်ရှင်းပြချင်တယ်ကဖင်းပေါ့နော်အဓိကကဖင်းอ่ะဆိုလို့ရှိရင်သူကဒီ blood placenta varia ဆိုတဲ့အချင်းကိုဖြန့်နိုင်နေစရာအဲ့အတွက်ကြောင့်မလို့ဒီ data စီကိုတွားပြီးတော့ caffeine ကရောက်ရှိနိုင်တယ်ဖြစ်ချင်တော့ဒီ placenta ဆိုတဲ့အချင်းမှာလည်းဒီ caffeine ကိုခြေဖြတ်နိုင်မဲ့ enzyme ရှိစရာပြီးတော့ဒီပွင့်ပြိုးနေတဲ့ဒေသမှာလည်း caffeine ကိုကျွန်တော်တို့ခြေဖြတ်နိုင်ဆိုတာမရှိသေးဘူးအဲ့တော့ကြောင့်မို့ water tap ပို့တော့ရင်ဒီကိုယ်ဝေစားလေးစဉ်ကာလမှာဒေသက intrauterine growth retardation ကိုခေါ်တဲ့ဒေသတေးတာ now low birth rate လို့ခေါ်တဲ့မွေးဖွားလာရင်လည်း ကိုလေးချိန်နေတာမျိုးနောက်မွေးဒီကိုဝင်ဆောင်နေစဉ်ကာလတလျှောက်မှာဆိုလို့ရှိရင်လည်း spontaneous abortion ဆိုတဲ့ကိုဝင်ပြတ်ကျနိုင်တာမျိုးတွေအားဆိုလို့ရှိရင်လိုအပ်တဲ့ပမာဏထက်ကဖိန်းကိုတောက်သုံးပြီးဖြစ်နိုင်တဲ့ကိုဝင်ဆောင်နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်တယ်။ပြီးတော့သူကလေကိုဝင်ဆောင်ကာလမှာတဲ့ဒီတောက်လိုက်တဲ့အချိန်မှာပေါ့နော်ကဖိန်းဓာတ်ကခန္ဓာကိုယ်ထဲမှာရောက်ရှိပြီးတော့နေဖို့ကရာဂိုင်းတော့ကကိုဝင်ဆောင်ကာလလရှင်းလာတဲ့အများကဖိန်းဓာတ်ခန္ဓာကိုယ်မှာကြာကြာရှိနိုင်တယ်။အဲတော့ပြောရလို့ရှိရင်ဒီမှာတို့အနည်းဆုံးတောက်ပြီး9နာရီ uh last trimester ဆိုရဲပထမဆုံးပုံစံ3လမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာအနည်းဆုံး up to 10နာရီလောက်ထိနေနိုင်တဲ့အတွက်ကြောင့်ကို caffeine ကကိုယ်စားမမီးရဲ့သွေးတဲ့ဒီ blood placenta barrier ကိုဖြတ်နိုင်တဲ့ကြောင့်မို့တတိယစီရောက်ရှိနိုင်မှုအဖြစ်ညားတယ်။ဒါဆိုရင်ကိုဝင်ဆောင်ရင့်လာတာနဲ့ coffee တောက်ဖို့ကစွန့်လို့ရမှာပေါ့သဘောကအဲ့မှာတော့ပြောစရာရှိရတော့ကျွန်တော်တို့တရက်တာသတ်မှတ်ထားတဲ့ caffeine ပမာဏပဲနော်။အဲ့တော့ American ဒီ center of the arthritis အခိုင်အကိုလို့ကြီးပေါ့နော်။ American နိုင်ငံကကိုဝင်ဆောင်မမီးတွေအတွက် ်အအဖွဲ့အစည်းကထုတ်ပြန်ထားတဲ့တရက်တာကိုဝင်စားဝင်ပေးတွေမှာတောက်သုံးနိုင်တဲ့ကဖိန်းပမာဏ200 mg 200 mg ထက်အမကျော်ဘဲနဲ့တောက်မယ်ဆိုလို့ရှိရင်တော့ safe ဒီရနေကင်းတယ်လို့ထုတ်ပြန်ထားတယ်။အဲ့တော့200 mg ကကဖိန်းကအပေဒီမှာဘယ်လောက်ပါလဲဆိုတော့ဆရာကျွန်မအဲ့ဒါလေးအနည်းငယ်ရှင်းပြချင်ပါဟုတ်ကဲ့အဲ့တော့ကျွန်မတို့ပုံမှန်ဒီ brew လုပ်ထားတဲ့ coffee ပေါ့နော်ဒီ coffee ဈေးကိုကြိတ်ထားတဲ့ coffee အမုံကိုစက်နဲ့ပဲဖြော်တာ drip coffee လို့ခေါ်တဲ့ဒီ drip လုပ်ထားတဲ့ coffee တို့ဘက်မှာဆိုလို့ရှိရင် caffeine တက်က ဒီ200 ml ပေါ့နော်ပုံမှန်ကျွန်တော်တောက်နေတဲ့ coffee size တစ်ခွက်မှာဆိုလို့ရှိရင် caffeine တက်က100 mg 100 mg ပါတယ်ဆရာအဲ့တော့ပုံမှန်ဒီလိုမျိုး brew coffee လို့ drip coffee လို့မှာတောက်မယ်ဆိုလို့ရှိရင်တော့တရက်ကိုနှစ်ခွက်ထပ်တော့ပုံမတောက်သင့်ဘူးဟုတ်အဲဒါပေမဲ့ဒါကပုံမှန်ကျွန်တော်တို့ brew လုပ်ထားတဲ့ coffee အဲ့မှာမှာ espresso ရောပါဆိုတော့အခုနောက်ပိုင်းဒီကိုယ်ဝန်ဆောင်မိမိတွေမှာဆိုလို့ရှိရင်လည်းခက်တဲ့မိမိတွေပါလားအမှဆိုရင် espresso အရင် coffee ပင်းပင်းကိုကြိုက်တဲ့လူတွေရှိရလေဟုတ်အဲ့မှာဆိုလို့ရှိရင်သူက one shot espresso မှာဆိုလို့ရှိရင် caffeine တက်က 100 mg ပါတယ်အဲ့တော့ double shot တောက်မယ်ဆိုလို့ရှိရင်200 mg ဆိုတော့ coffee ဘင်းဘင်းကိုတခါလေ double shot တောက်တတ်တဲ့ memory ဆိုလို့ရှိရင်တော့ double shot နဲ့တရက်တာလိုပါတဲ့ coffee ပမာဏပြီးသွားတဲ့အတွက်ကြောင့်မျိုး now ဒီအဲ့ရက်တွေမှာဟိုပဲ drip coffee တို့ brew coffee တို့တောက်မယ်ဆိုရင်တော့လိုအပ်တာထက် caffeine ကကျော်သွားပြီအဲ့တော့ espresso အခြေခံပြီးလုပ်ထားတဲ့ cappuccino တို့ latte တို့လည်းဒါတတိထားပြီးတောက်ရမယ်ဒါဆိုတော့သူက single shot double shot မှာသွားပြီးဆိုလို့ရှိရင်တစ်ဖက်ထင်းနဲ့ပြီးသွားပြီပေါ့နော်နောက်တစ်ခုကကြတော့ instant coffee instant coffee ဆိုတာကျမတို့ငါမှမလို့ coffee မဟုတ်တဲ့မှာကြားရို creamer ရို papita ရေထဲမှာဖြောလိုက်တဲ့အထိ3 in 1အသင်းတော် coffee လုံးတွေမှာတော့ caffeine တက်က 50mg ပဲပါတယ်ဆရာအဲ့တော့အကြမ်းမြင်ရတော့ instant coffee တောက်မယ်ဆိုလို့ရှိရင်တော့တရက်ကို3လေးခွက်ထက်တော့မပူရအောင်အဲဒါပေမဲ့ instant coffee တွေရဲ့နောက်ဆက်တွေကပါလဲဆိုတော့သူတွေမှာပါဝင်တဲ့ coffee made တွေ creamer တွေကပြောရလို့ရှိရင် no fat base ကိုအခြေခံပြီးလုပ်ထားမှာမဟုတ်ဆရာ glucose ram နဲ့ hydrogenated vegetable oil ဆိုတဲ့တမိုင်နဲ့မညီညွတ်တဲ့အစီနဲ့အချွေပဲထည့်ထားတဲ့အတွက်ကြောင့်မလို့တရက်ကို instant coffee 3-4ခွက်တောက်တောက်မယ်ဆိုရင်တော့ကိုယ်ဆောင်စီးကြိုအချိုတက်နေတက်လာနိုင်တာတော့သတိပြုပါမယ်ဟုတ်အဲဒါပေမဲ့ coffee လည်းကြိုက်တယ် caffeine တက်ကိုလည်း short ခြင်းနေဆိုရင်တော့ decaf coffee ရှိတယ် decaf ဆိုတာက caffeine တက်ကိုလုံးဝမပါတော့မဟုတ်ဘူးနည်းထားတာအဲ့တော့ decaf coffee တစ်ခွက်မှာတော့ caffeine တက်က9 10ပေါ့နော်5 to 10 mg လောက်ပဲပါတဲ့အတွက်ကြောင့်မလို့ ဒီ gas ဆိုတဲ့ caffeine တက်ကိုအလွန်မင်းလျှော့ထားတဲ့ coffee မျိုးစားကြီးပြောင်းတောက်မယ်ဆိုလို့ရှိရင်တော့ခွက်ရည်အတွက်နည်းနည်းပို့ပြီးတော့တောက်သုံးလို့ရပါဆရာဟုတ်ကဲ့ပါဟုတ်ကဲ့ခုလိုမျိုးတော့နော် coffee တက်ပတ်သက်ပြီးဘဝသူတာကိုဝင်ဆောင်မိခင်မှာတနေ့တာ coffee ဘလောက် milligram ပဲတောက်သုံးရမယ်ဆိုတာကိုအသေးစိတ်ရှင်းပြပေးတယ်ဒေါက်တာကိုအများကြီးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်